မင်္ဂလာပါရှင်ရေကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတရုံးကမြို့နယ်အုတ်ချွေရဲ့အဖွဲ့တွေအားလုံးမှာစစ်တပ်ကိုယ်စားလှယ်တအုပ်ကိုထည့်သွင်းရမယ်လို့မင်းအောင်လန်ကညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီးနောင်လာမယ့်အစိုးရအဆက်ဆက်တင့်သုံးရမယ်လို့လည်းဆိုပါတယ်ကင်းဒီမှာစစ်တပ်ကဖရူဆိုမြို့ကနေဘော်လခဲကိုစစ်ကြောင်းထိုးရန်ဦးတည်နေကလွိုက်ကော်ဒီမိုဆိုဖရူဆိုဘော်လခဲလမ်းကို KNDF ကပိတ်ပင်ထားတဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ်တရမနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံတဝန်းကမြို့နယ်အုတ်ချွေအဖွဲ့တွေအားလုံးမှာစစ်တပ်ကိုယ်စားလှယ်တဦးကိုထဲ့သွင်းဖွဲ့စည်းရမယ်လို့မေအောင်လိုင်းကညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီးအဲ့ဒီညွှန်ကြားချက်မှာနောင်လာမဲ့အစိုးရအဆက်ဆက်ကျင့်သုံးရမှာဖြစ်တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်နဲ့နေပြည်တော်စစ်ဘက်သတင်းမြစ်ရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ဇန်နဝါရီလ30ရက်နေ့မှာစစ်ကောင်စီကမြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်ကိုညွှန်ကြားချက်အမှတ်၄မြင်းဆောင်2025နဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီညွှန်ကြားချက်ထဲမှာနိုင်ငံတော်ကမြို့နယ်အုပ်ချုပ်ရေးဆိုင်ရာအကောင့်ထယ်ဖော်ရမှာအုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖွဲ့စည်းပုံတာဝန်နဲ့လုပ်ငန်းစဉ်တွေအားလုံးကိုသတ်မှတ်ပေးထားပြီးထူးခြားချက်အနေနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးမှာ စစ်တပ်ကိုယ်စားလှယ်တအူးကိုထဲ့သွင်းဖွဲ့စည်းရမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မင်းအောင်လှိုင်ထုတ်ပြန်ခဲ့တဲ့မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီအဖွဲ့တွေမှာမြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌဖြစ်ထရိတ်အုပ်အရာရှိက၎င်းစစ်တပ်ကိုယ်စားလှယ်တအူးစီမံကိန်းရေးဆွဲဦးစီးဌာနမြို့နယ်ဦးစီးမှုမြို့နယ်ဥပဒေအရာရှိမြို့နယ်လာဝကဦးစီးမှုမြို့နယ်အုပ်ချုပ်ရေးမှူးကတာဝန်ပေးအပ်သူတအူးတို့ကဖွဲ့ဝင်နေဖြစ်စောင့်ရရမှာဖြစ်ပြီး မြို့နယ်ရက်တက်ဖွဲ့မှုကတော့အတွင်းရေးမှုဖြင့်ဆောင်ရွက်ရမှာဖြစ်ပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်9ဦးပါဝင်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်တလုံးမှာလည်းစစ်တပ်ကနိုင်ငံတကာနိုင်ငံလုံးမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကိုဖွဲ့စည်းထားပြီးအဲ့ဒီအဖွဲ့တွေမှာဗိုလ်မှူးတွေကိုအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ခန့်အပ်ခဲ့တာလည်းဖြစ်တယ်လို့လည်းတွေ့မြင်ရပါတယ်ရှင်။ ီပြည်နယ်ရဲ့တရင်တပုတ်ကိုတဆက်ပေးကြပါရစေ။ကီအီနီပြည်နယ်ဖရူဆိုမြို့ကိုရောက်ရှိသွားတဲ့စစ်တပ်စစ်ကြောင်းကဘော်လခဲဘက်ကိုဥတီနေတာကြောင့်လွိုက်ကော်ဒီမိုဆိုဖရူဆိုဘော်လခဲလမ်းမကြီးကိုရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမယ်လို့ KNDF ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရစေ။2025ခုနှစ်ဩဂတ်လကနေစတင်ကစစ်တပ်စစ်ကြောင်းတွေဟာဒီမိုဆိုကနေဖရူဆိုမြို့ကို လမ်းမကြီးတစ်လျှောက်ထိုးစစ်ဆင်လာခဲ့တာကြောင့်စတေမာလာ23ရက်နေ့ထိတိုက်ပွဲတွေပြင်းထန်နေရလို့လည်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားတာနဲ့အတူ စည်ရင်တန်းတချို့ကတော့ဖရူဆိုမြို့အတွင်းကိုဝင်ရောက်နိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲလိုဝင်ရောက်နိုင်မှုကြောင့်ဖရူဆိုမြို့နယ်ကစစ်တပ်စစ်ကြောင်းအချို့မှာရိတ်ခါခဲရန်လူအင်အားဖြည့်တင်းကစတင်မာလာ20နေကနေစတင်ကဘောလခဲလမ်းမကြီးဘက်ကိုဥတီကစည်ရဲလှရှားမှုတွေရှိလာတဲ့အတွက်ကီနီတော်လင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေရလို့လည်းသိရှိရပါတယ်။ အဲ့ဒါကြောင့်စက်တင်ဘာလ23ရက်နေ့စတင်ကမိဘပြည်သူတွေအနေနဲ့ Rico Dimoso Fruzo ဘောလခဲလမ်းမကြီးနဲ့ Fruzo ထားလဲနန်းဖဲလမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ်ဖြတ်တန်းသွားလာရတဲ့လမ်းသွယ်တွေအလုံးကိုစက်တင်ဘာလ23ရက်နေ့စတင်က ရက်အကန့်အသတ်မရှိပိတ်ပင်ထားမှာဖြစ်တဲ့အတွက်အသုံးပြုကြဖို့ကိုလည်း KNI အမျိုးသားများကာကွယ်ရေးတပ် KND ရဲ့ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင် KNI ပြည်နယ်ဗော်လခဲဘက်ကနေ ဖားဆောင်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ခဲ့ရမှာ စစ်သား25ဦးဟာတေသွားခဲ့တယ်လို့လည်းကီနီဒေတာစီးရဲတဲ့မြေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်စတင်ပါလ15နှစ်ကဘောလခဲဘက်ကနေဖားဆောင်ဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတယ်အင်အားတရာခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကို တော်လင်းတဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတော့စစ်တပ်ဘက်က25ဦးဟာတေသွားတာဖြစ်ပြီးဒဏ်ရာရရှိသူများပြားတာကြောင့် ဘောလခဲဘက်ကိုပြန်လဲဆုတ်ခွာသွားတာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဘက်ကလည်းရဲဘော်နှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။စကိုင်းတရင်တပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်မှာစစ်တပ်ကိုတိုက်ခိုက်ချိန်မှာစစ်ကောင်မရှင်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွက်ထိခိုက်ပျက်စီးမှုတွေရှိလာခဲ့ရင် တာဝန်ယူမှာမဟုတ်ဘူးလို့စလင်းကြီးမြို့နယ်ပကဖကပြည်သူ့ရဲရဒုတာဝန်ခံ ကိုစော်ကသတိပေးပြောဆိုလိုက်ပါတယ်။တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေနဲ့စစ်တပ်နဲ့ပူးပေါင်းနေမှုကြောင့်စစ်တပ်ကိုတိုက်ခတ်ရင်ထိခိုက်ပျက်စီးမှုအပေါ်စလင်းကြီးပကဖတာဝန်ယူဖြည့်ရှင်းပေးမှာမဟုတ်ဘူးလို့လည်းဆိုလိုက်ပါတယ်။ဂျပန်စစ်ကော်မရှင်အဖွဲ့နဲ့ပူးပေါင်းကအကျိုးမြတ်ရယူနေတဲ့ဝမ်ပေါင်ကုမ္ပဏီရဲ့ကျင်းနေတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုစစ်တပ်ကလုံခြုံရေးအမြဲတမ်းပေးနေတယ်လို့ တော်လဲတက်တွေအနေနဲ့လည်းစစ်တပ်ရဲ့လုံခြုံရေးလမ်းကြောင်းတွေကိုပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတာဖြစ်ပြီးအနာဂတ်မှာလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းစလင်းကြီးမြို့နယ်ပကဖကအသိပေးပြောဆိုထားပါတယ်။စလင်းကြီးမြို့နယ်ပကဖအနေနဲ့အကြမ်းဖက်စစ်ကော်မရှင်နဲ့အကျိုးတူပူးပေါင်းနေတဲ့တရုတ်ဝမ်ပောင်ကုမ္ပဏီရဲ့ကျင်းညီထုတ်လုပ်မှုကျင်းညီတည်ယူမှုတွေကို မှတ်တမ်းတွင်နဲ့တကွာ NUG အစိုးရဝန်ကြီးဌာနအစစ်အထံကိုလဆင်တင်ပြပေးနေတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတက်တဲ့ ပူပေါင်းနေမှုကြောင့်စစ်တပ်ကိုတိုက်ခိုက်ရမှာနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ထိခိုက်ပျက်စီးမှုအပေါ်ကိုတာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်းစလင်းကြီးမြို့နယ်ပကဖကထပ်မံတတိပေးထားပါရဲ့ရှင်။ ကချင်ပြည်နယ်ရဲ့တိုင်းတပုတ်ကိုကြည့်အောင်ပါကချင်ပြည်နယ်ဖားကတ်မှာစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုကြောင့်တားဖာနှစ်ဦးဟာတေဆုံးခဲ့ရပြီးကလေးနှစ်ဦးဟာထိခိုက်ဒဏ်ရာရှိထားတယ်လို့ဖားကတ်က KIA စီးရဲသတင်းမြစ်နဲ့ဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရယ်သတင်းမာလာ22ရက်နေ့ညနေ9:00အချိန်ခန့်ကဖားကတ်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့တပ်မကုန်းစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်စိုင်းတောင်ဘက်အချမ်းဥရုချောင်းဘေးကနေအိမ်တလုံးပေါ်ကိုလက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။လက်နက်ကြီးကြောက်ပောက်ကွဲသွားတာကြောင့်တားဖာနှစ်ဦးဟာပွဲချင်းပြီးတေဆုံးခဲ့ရကခလင်းငယ်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့ KIA စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ဖားကန့်ကအကြက်ဖက်စစ်တပ်ရဲ့တပ်မ33တပ်မမှုဘုံမှုချုပ်ကောင်းမင်းထွန်းနဲ့မိုးကုန်းကနေတက်လာတယ်။အမှတ်3တပ်မ မဟာတမိုးဘုံမူးချုပ်ဇော်ဝင်းတို့ရဲ့စစ်ကြောင်းတွေကပြည်သူတွေကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တာနဲ့စစ်ကြောင်းထိုးကရွက်ချက်ရှိရှိပြည်သူတွေကိုပြစ်ခတ်တာတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါဗါးဖကန်မြို့နယ်မှာစစ်တပ်ကမေလနှောင်းပိုင်းကနေစတင်ကစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး လေးလအတွင်းမှာပြည်သူ85ဦးကျော်သေဆုံးက250ကျော်ထိခိုက်ဒဏ်ရာရှိထားတာဖြစ်တယ်လို့လည်းဒေသပြည်သူတွေစီကနေသိရပါဗျရှင် ဒီတစ်ခါမှာတော့စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ဒိုင်နာကုန်တင်ကားတစီးကိုမိုင်းဆွဲတက်ခရံမှာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့လို့ People Defense for South မုံရွာအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။စတင်မာလာ22ရက်နေ့ညနေ9:48လောက်ကချောင်းမြွနယ်နေရီကန်စစ်တပ်ဂိတ်ကနေထွက်လာတဲ့ဒိုင်နာ6ဘင်းကားတစီးကို တော်လဲတပ်ဖွဲ့တွေကနေရီကန်နဲ့ ရေပိုးစားကြနေလကြောက်ခွဲဆက်အနီးမှာပရိသာမိုင်းသုံးလုံးနဲ့မိုင်းဆွဲတက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတက်ခိုက်မှုအတွင်းမှာအကျန်းဖက်စစ်တပ်ဘက်က ထိခိုက်မှုရှိပြီးအရေအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးပဲမိုင်းဆွဲတက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကျန်းဖက်စစ်တပ်ဘက်က ပြန်လည်ပြစ်ခတ်ခဲ့ပြီးမှလည်းတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိခဲ့ဘဲဆုတ်ခွာနိုင်ခဲ့ရလို့လည်းသိရပါဗါးအဲတက်ခိုက်မှုကို People Defense Force South Mumya အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့လမ်းပိုင်းအသုံးပြုမှုတွေကိုသတိပြုသွားလာကြဖို့အတွက် South Mongya အဖွဲ့ကမြစ်တာရက်ခံထားပါတယ်ရှင်။ ဒီတခါမှာတော့အကျန်းဖတ်စစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ရွှေကျင်မူးမြို့နယ်ကြောက်ကြီးမြင့်ကျန်နယ်စင်ကူးမြို့နယ်တို့မှာပြည်သူ9ဦးဟာဒဏ်ရာရှိပြီးနေအိမ်နဲ့စာတင်ကျောင်းတွေပျက်စီးသွားတယ်လို့သိရပါဗျ။ပဲခူးတိုင်းညောင်လေးပင်ခရိုင်တွင်း KNU အုပ်ချုပ်ရေးနယ်မြေတွေကိုစစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ3ဦးဟာထိခိုက်ပြီးနေအိမ်တစ်လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းဟာထိခိုက်ပျက်စီးခဲ့ရလို့ KNU ဘဟုကသတင်းထုတ်ပြန်ထားပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ညနေ4:00နာရီခွဲလောက်ကရွှေကျင်မြို့နယ်အောက်မဲသူကျေးရွာအတွင်းညောင်လေးပင်မြို့အခြေဆိုင်ခလရ20တရင်က drone နဲ့ဘုံကျဲပစ်ခတ်ခဲ့ရမှာ နေအိမ်တလုံးဟာထိမြန်ပတ်စည်းသွားခဲ့ရပါတယ်။အလားတူစက်တင်ဘာလ9ရက်နေ့မနက်7:30မိနစ်30အချိန်ခန့်ကလည်းစစ်တပ်က87မမလက်နက်ကြီးတလုံးနဲ့ပစ်ခတ်ခဲ့ရမှာညောင်ပင်သာကျွာအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးအသက်9နှစ်အရွယ်ကလေးငယ်တဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။ဒါအပြင်စက်တင်ဘာလ10ရက်နေ့ညနေ3:58မိနစ်အချိန်ခန့်ကလည်းရွှေကျင်မြို့အခြေစိုက်စစ်တပ်လောက်ကန်ခမရ351တရင်က ဟောင်းဝဲစားလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရမှာတစ်ချစိတ်ကျေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးအသက်53နှစ်အရွယ်ရှိတဲ့ဒေါ်မိုးခိုင်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့စတင်မာလာ15နှစ်ကလည်းရွှေချင်းမြို့ခမရ351တရင်က120မမလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရမှာတိုင်ပင်ကျေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီး ဆောမာထူးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်အဲ့ဒီညနေ4:25မိနစ်အချိန်ခန့်လောက်ကလည်းရွှေကျင်မြို့ခမရ351တရင်က120မမလက်နေကြီးတစ်လုံးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဖယဲစီကျေးရွာအတွင်ပတ်ဝန်းကျင်ကို ကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးနေအိမ်တစ်လုံးဟာထိခိုက်ပျက်စီးခဲ့ရကဝက်တကောင်လည်းတေဆုံးခဲ့ရလို့ KNU ကသတင်းထုတ်ပြန်ထားပါဗျ။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ဘက်မှာတော့စတင်ပါလာကိုရနေညနေ၄နာရီမိနစ်50အချိန်ကနတ်တန်ကွင်းကစစ်တပ်က120မမလက်နက်ကြီးတလုံးနဲ့ပစ်ခတ်ခဲ့ရမှာညောင်တန်းကျေးရွာစာတင်ကျောင်းဝင်းအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးကျောင်းဟာအနည်းငယ်ထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါဗျာ ဒါအပြင်စက်တင်ဘာလ22ရက်နေ့မနေ့9နေ့အချိန်ခန့်ကလည်းမန္တလေးတိုင်းမြင်းကျန်မြို့နယ်ခလန်းကျွော်ကိုစစ်တပ်ကစစ်တပ်လေးထိနဲ့ဘုံကျဲချခဲ့ရမှာအသက်12နှစ်အရွယ်ရှိတဲ့မောင်ရဲလင်းနိုင်အသက်19နှစ်အရွယ်ရှိတဲ့ဆိုင်းလင်းထနဲ့အသက်55နှစ်အရွယ်ရှိတဲ့ဒေါ်တန်းငွေတို့ဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းသိရပါဗျ။တတင်ဘာလ22ရက်နေ့ကလည်းမန္တလေးတိုင်းစင်ကူးမြို့နယ်ရက်ကန်းစင်တောင်နယ်ကြောင်ငနာရွာကြား လေယာဉ်နဲ့ကလစတာဘုံးတွေကိုကျဲချခဲ့လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတပုတ်ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအထောက်အထားအပြည့်စုံနဲ့ပယံလုတ်ကန်နေတဲ့တရားဝင်မြန်မာလူသမား၁၀ဦးဟာအလို့ရှင်ကလောအားကနှစ်လစာထိုင်းဘန်ကွေ2သိန်းကျော်မပေးတဲ့အတွက်ကြောင့် တိုင်ကြားလာတယ်လို့လည်း MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။အဲ့ဒီမြန်မာလူသမားတွေလှုပ်အားခမရရှိတာဟာနှစ်လခန့်ကြာမြင့်နေပြီဖြစ်ကထမင်းစားယုံတာအလို့ရှင်က ပေးထားတယ်လို့လည်းသိရှိရပါရတယ်။အဲ့ဒီလိုလှုပ်အားခတွေမရရှိတဲ့အတွက်မြန်မာလူသမား၁၀ဦးကအကူအညီ တောင်းခံလာတာလည်းဖြစ်ပါရတယ်။ လက်ရှိအချိန်မှာ MHAC မဟာမိတ်အဖွဲ့ယုံတာဝန်မှုတွေကသက်ဆိုင်ရာနေမြေခံထိုင်းအစိုးရအလို့သမားကာကွယ်စောင့်ရွှေဌာနအမှတ်နှစ်ယုံမှာလောအကတွေမပေးချေလုပ်ငန်းရှင်ကိုအလို့သမားတွေနဲ့အတူအမှုဖွင့်တိုင်ကြားပေးခဲ့လို့လည်းသိရပါတယ်။ထိုင်းရောက်တရားဝင်မြန်မာအလို့သမားတွေလောက်ခလစာမရရှိတာအလို့သမားအခွင့်အရေးချိုးဖောက်ခံရတာနဲ့လုပ်ငန်းခွင့်ဖိနှိပ်ခံရတာတွေအတွက်အမျိုးသားညညရေးဆိုရ NGO အလို့သမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့တွေကပူးပေါင်းဖြည့်ရှင်းပေးနေတယ်လို့လည်း MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။